်မင်္ဂလာပါ DVB ရဲ့ဖက်ချက်စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ကဏီမြို့နယ်တောင်ချန်းကချောင်းမနဲ့အနီးဝန်းကျင်ကရွာတွေထွက်ပြေးနေရတာတော်လှန်ရေးအားပေးလို့လားအမ်းမြို့မှာအေးအေးအဖွဲကလက်နက်ကြီးနဲ့ပစ်လို့ကလေးတွေနဲ့အမျိုးသမီးတွေထိခိုက်ခဲ့သလား Facebook မှာစေမိတူတွေနဲ့ယုံကြည်ရတဲ့အရင်းမြစ်မရှိပဲကျမကြီးနဲ့ဆက်ဆက်တာတွေဖြန့်ဝေနေတဲ့ page အတူ စရတဲ့လက်တလောလူမှုကွန်ရက်ပေါ်ကလှုပ်ခတ်နေတဲ့သတင်းအမှားတွေကိုစစ်ဆေးဖော်ထုတ်တိဆက်ပေးသွားမှာဖြစ်ပါတယ်။သတင်းတုသတင်းအမှားတွေဝေခွဲရခက်နေ DPP Fact Check Facebook Page ကိုလာရောက်မေးမြန်းနိုင်သလိုသတင်းအမှားစစ်ဆေးချက်တွေလက်မလွတ်တမ်းသိရအောင် DPP Fact Check Telegram Channel ကိုလည်း join ထားနိုင်ပါတယ်။ကျွန်မကတော့တိဆက်သူအိမ်ပါ။ ကျမ်းမာရေးနဲ့ဘ ഹു တုတနေ့စဉ်တက်ဆက်ပေးနေတယ်ဆိုပြီးစိမိတို့တွေနဲ့ယုံကြည်ရတဲ့အရင်းမြစ်မရှိတဲ့ကျမ်းမာရေးနဲ့ဆက်ဆက်တဲ့အကြောင်းအရာတွေကိုဖြန့်ဝေနေတဲ့ page ကိုသတိထားနိုင်ဖို့ပြောပြပေးပါမယ်။ပီချန်းဆိုတဲ့ Facebook page ဟာနေ့စဉ်လို့လို့စိမိတို့တွေကိုတင်နေတာဖြစ်ပါတယ်။ဒီ page ရဲ့ page transparency ကိုဝန်ဆစေးကြည့်တဲ့အခါမှာလဲ scammer.02 ဆိုတဲ့နာမည်ကနေပီချန်းဆိုပြီးပြောင်းလဲထားတာတွေ့ရှိရပါတယ်။အဲ့ဒီ page ဟာ follower 76k ထိရှိတဲ့အပြင် page မှာတင်ထားတဲ့အကြောင်းအရာတွေဟာထက်ဆင့်မျှဝေသူတွေများပြားနေပါတယ်။ဒါပေမဲ့ page မှာတင်ထားတဲ့ကျမ်းမာရေးဆိုင်ရာအချက်လက်တွေဟာယုံကြည်စိတ်ချရမှုခိုင်မာတဲ့အရင်းမြစ်ပါဝင်နေတာမျိုးမရှိပါဘူး။ဒါအပြင်ဒီ page မှာတင်ထားတဲ့ကျမ်းမာရေးဆိုင်ရာဖြန့်ဝေမှုတွေဟာမှားယွင်းနေကြောင်းအချက်လက်စစ်စစ်အတည်ပြုတဲ့ဌာနတစ်ခုဖြစ်တဲ့ Fact Christian တို့မြန်မာကနေလဲစစ်စစ်ပေးထားပါဗျ။ဒါကြောင့် ပီချန် Facebook page မှာတင်ထားတဲ့ကျမ်းမာရေးဆိုင်ရာအချက်လက်တွေနဲ့စိတ်မိတို့တွေဟာယုံကြည်စိတ်ချရမှုမရှိပါဘူး။ Social media ပေါ်မှာကျမ်းမာရေးနဲ့ဆက်ဆက်တဲ့ဖြန့်ဝေမှုတွေတွေ့တိုင်းတက်ကြွနားလေတဲ့ဈေးပညာရှင်တွေကတင်ထားတာဟုတ်မဟုတ်။မူရင်းအရင်းမြစ်ကယုံကြည်စိတ်ချရမှုရှိမရှိစတဲ့အချက်တွေကိုအရင်စစ်ဆေးကြည့်ဖို့တတိပေးလိုပါတယ်။ ရင်းမပင်ခရိုင်ကဏီမြို့နယ်တောင်ချန်းက6မနဲ့အနီးဝန်းကျင်က တော်လှန်ရေးအားပေးတဲ့ရွာတွေထွက်ပြေးနေရဆဲဖြစ်ပြီးအန်ယူဂျီထောက်ပံ့တာလိုအပ်နေတယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။နေပြည်တော် Telegram Channel ကနေစက်တင်ဘာလ24ရက်နေ့ကနေဖြန့်ဝေနေတာဖြစ်ပြီးပြည့်နှက်မှုလည်းများပြပါဗျ။ဒီဖြန့်ဝေမှုကိုဓာတ်ပုံတွေနဲ့အတူဖြန့်ဝေထားတာပဲဖြစ်ပါတယ်။ဖြန့်ဝေနေတဲ့ဓာတ်ပုံတွေကိုစစ်ဆေးကြည့်တဲ့အခါမှာရင်းမပင်ခရိုင်ကဏီမြို့နယ်တောင်ချန်းက တိုက်ပွဲပြင်းထန်ခဲ့တဲ့ချောင်းမရွာအပါအဝင်အနီးဝန်းကျင်က ထောင်ထဲချီတဲ့ပြည်သူတွေစစ်ဘေးရှောင်နေရပြီးစားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေတယ်လို့လွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။စစ်အုပ်စုဟာကဏီမြို့နယ်တောင်ချမ်းကိုစက်တင်ဘာလ3ရက်နေ့ကစပြီးစစ်ကြောင်းထိုးဖို့ပြင်ဆင်လာတာမို့လို့ကျေးရွာ9ရွာကပြည်သူတွေကနေရက်စွန့်ခွာခဲ့ကြတာကို DVB မှာသတင်းဖော်ပြခဲ့ပါတယ်။ဒါကြောင့် ဒေသခံတွေစစ်ဘေးရှောင်နေရတာဟာစစ်အုပ်စုကစစ်ကြောင်းထိုးဝင်ခဲ့လို့ဖြစ်ပြီးချောင်းမရွာမှာအထိုင်ချပြီးနေအိမ်တွေကိုလူရဲစီးနှင်းမိရှို့တာတွေလုပ်ခဲ့တယ်လို့ဒေသခံတွေကဖြေဆိုထားပါတယ်။ဒါအပြင်စစ်သားတွေကနေမိုင်းတွေထောင်ခဲ့တာကြောင့်ပြည်သူတွေကရွာထဲပြန်မဝင်နိုင်သေးတာလို့စစ်ဘေးရှောင်ကူညီသူရဲ့ဖြေကြားချက်တွေနဲ့အတူသတင်းမှာဖော်ပြထားတာပါ။သတင်းဌာနတွေရဲ့သတင်းဖော်ပြချက်နဲ့မြေပြင်မှာရှိနေတဲ့ဒေသခံစစ်ဆောင်ကူညီသူတွေရဲ့ပြောဆိုချက်တွေအရာ ပြည်သူတွေဟာစစ်သားတွေရဲ့စစ်ကြောင်းထိုးဝင်ရောက်ပြီးရွာတွေမှာတက်ဆွဲနေတဲ့အတွက်ကြောင့်သာစစ်ပေးရှောင်နေရတာပါပြည်သူတွေထွက်ပြေးနေရတာဟာစစ်သားတွေရဲ့အင်အားသုံးစစ်ကြောင်းထိုးမှုကျေးရွာတွေကိုဘီရှုဖျက်ဆီးမှုနဲ့ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်မှုကြောင့်သာစစ်ပေးရှောင်နေရတာဖြစ်ပြီးတော်လှန်ရေးအားပေးတာအန်ယူဂျီထောက်ပံ့တာနဲ့ဆက်ဆက်မှုရှိမနေပါဘူးဒါကြောင့် ရင်မပင်ခံကဏီမြို့နယ်တောင်ချန်းကချောင်းမနဲ့အနီးဝန်းကျင်ကတော်လှန်ရေးအားပေးတဲ့ရွာတွေထွက်ပြေးနေရဆဲဖြစ်ပြီးအန်ယူဂျီထောက်ပံ့တာလိုအပ်နေတယ်ဆိုပြီးဖြန့်ဝေနေတာဟာလူအဆွဲရေးသားဝါရဖြန့်နေတဲ့သတင်းအမှားဆိုတာထင်ရှားနေပါဗျ။စစ်အုပ်စုထောက်ခံသူတွေဟာစစ်ပေးဆောင်ပြည်သူတွေကိုတော်လှန်ရေးထောက်ခံသူတွေစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်သူတွေထိခိုက်ဒေဆုံးရခြင်းတွေမှာလဲ PDF တွေလို့မကြာခဏဆိုသူတို့ဖြန့်ဝေနေတာမို့လို့ပြန့်နှံ့မှုတိုင်းကိုချက်ချင်းမယုံကြည်ပဲဖက်ချက်ချဖို့တိုက်တွန်းလိုက်ရပါဗျ။ အေအေတပ်ဖွဲ့စီမှမိုးရစ်စေးဝါးတွေနဲ့လဲဖို့မှောင်ခိုပစ္စည်းတွေတဲလာတဲ့လူဆယ်ဦးကိုဘင်္ဂလားဒေ့ရှ်ကမ်းခြေစောက်တပ်ဖွဲ့ကဖမ်းဆီးရမိတယ်ဆိုပြီးဓားပုံနဲ့အတူဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ကြော်စွာ Telegram Channel ကနေဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပါတယ်။ဖြန့်ဝေနေတဲ့ဓားပုံကို Revive Image Search နဲ့စစ်ဆေးကြည့်တဲ့အခါမှာရခိုင်ပြည်နယ်ကို တင်ပို့တဲ့မြေဩဇာနဲ့ဘီလက်မြေအိတ်တွေအပါအဝင် ကုန်ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောက်တပ်ကဖမ်းဆီးမိတယ်လို့ရခိုင်ဒေသတွင်းသတင်းဌာနတွေမှသတင်းဖော်ပြထားပါဗျ။သတင်းဌာနရဲ့ဖော်ပြထားမှုမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသား၃ဦးဟာရခိုင်ဘက်ကိုပစ္စည်းတွေခိုးထုတ်လာစဉ်မှာဘင်္ဂလားဒေ့ရှ်ကမ်းခြေစောက်တပ်ကဖမ်းမိတယ်လို့ဓာတ်ပုံနဲ့ဆက်ဆက်ပြီးသတင်းမှဖော်ပြထားပါဗျ။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်သတင်းတွေမှာလည်းသတင်းဖော်ပြထားပြီး မှန်ခိုကူးတဲ့လူ၃ဦးကိုဖမ်းဆီးရမိပြီးအဲ့ဒီလူတွေဟာဘင်္ဂလားဒေ့ရှ်ထုတ်ကုန်တွေနဲ့ယာဘအရက်နဲ့တခြားမူရစ်ဆေးဝါးတွေကိုမှန်ခိုသွင်းတဲ့လူတွေလို့သတင်းမှာဖော်ပြထားပါတယ်။ဖမ်းဆီးရမိသူတွေဟာအေအေတပ်ဖွဲ့နဲ့ဆက်ဆက်တယ်ဆိုပြီးဖော်ပြထားတာမျိုးမရှိပါဘူး။ဒါကြောင့်အေအေတပ်ဖွဲ့စီမှမူရစ်ဆေးဝါးတွေနဲ့လဲဖို့ ှောင်ခိုပစ္စည်းတွေတဲလာတဲ့လူဆယ်ဦးကိုဘင်္ဂလားဒေ့ရှ်ကမ်းခြေစောက်တပ်ဖွဲ့ကဖမ်းမိတယ်ဆိုပြီးဖြန့်ဝေနေတာဟာလူရဆွဲရေးသားဖြန့်ဝေနေတဲ့သတင်းအမှားသာဖြစ်ပါတယ်။ online ယူဇာတွေအနေနဲ့အကြောင်းအရာတစ်ခုခုပြန့်နှံ့လာတိုင်းချက်ချင်းမယုံကြည်ပဲလွတ်လပ်ပြုံးကြည်စိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားမှုနဲ့တိုက်ဆိုင်စစ်ဆေးကြကြဖို့အကြံပြုလိုက်ရပါတယ်။ ပကိုးမှာ CDN ပြောင်းဝင်လာတဲ့ဆီယာမဒေါ်ကြီးကြီးစိန်နဲ့သူတပည့်တချို့ကိုဖောက်ခွဲပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိတယ်ဆိုပြီးတပုတ်နှစ်ပုတ်နဲ့အတူဖြန့်ဝေနေတာပါ126 media ရွှေနေကြဘေးဥမမသတင်းကဘာ Telegram channel တွေနဲ့ကြီးအာပလာကြီးအာပလာ Facebook account တွေကနေစက်တင်ဘာလ22ရက်နေ့ကဖြန့်ဝေနေတာပဲဖြစ်ပါတယ်ဒီဖြန့်ဝေနေတဲ့တပုံတွေကိုစစ်စစ်ကြည့်တဲ့အခါမှာ2021ခုနှစ်ကတည်းကပုံတွေဖြစ်နေတာကိုစစ်စစ်တွေ့ရှိခဲ့ရပါတယ် 2021ခုနှစ်ကတည်းကဆီယမ်မဒေါ်ကြည်ကြည်စိန်ကိုစစ်တပ်ကဖမ်းဆီးလိုက်တယ်ဆိုပြီးစစ်အုပ်စုထောက်ခံသူတွေက VK social media မှာဖြန့်ဝေခဲ့တာပါဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်အုပ်စုကိုစန့်ကျင်သူတွေကလည်း X account ကနေ2021ခုနှစ်ဇွန်လ26ရက်နေ့မှာတင်ထားခဲ့ပါသေးတယ်ဒါကြောင့်ဒီဖြစ်စဉ်ဟာလက်တလောဖြစ်ပွားနေတာမဟုတ်ဘဲဓာတ်ပုံအဟောင်းနဲ့လက်တလောဖြစ်ပွားနေတဲ့အောင်ဖြန့်ဝေနေတဲ့သတင်းအမှားသာဖြစ်ပါတယ် စစ်အုပ်စုထောက်ခံသူတွေအနေနဲ့ CDM တွေဟာမယုံရတဲ့အောင်ရေးသားမှုမျိုးတွေလည်းဖြန့်ဝေနေတဲ့ post အောက်မှာအများအပြားရေးသားနေတာတွေ့ရှိရပါတယ်။ဒါကြောင့်တော်လှန်ရေးထောက်ခံသူတွေကိုစစ်အုပ်စုထောက်ခံသူတွေအနေနဲ့ရန်သူလိုသဘောထားပြီးသတင်းအမှားတွေကိုယုံကြည်ထောက်ခံနေတာထင်ရှားနေပါတယ်။အမ်မြို့မှာအေအေအဖွဲ့ကလက်နက်ကြီးနဲ့ပစ်လို့ ကလေးတွေနဲ့အမျိုးသမီးတွေတည်ဆုံနေဆိုပြီးဓာတ်ပုံတစ်ပုံနဲ့အတူဖြန့်ဝေနေပါဗါး ARF Barmi Facebook account ကနေစက်တင်ဘာလ23ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပါတယ်ဒီဖြန့်ဝေနေတဲ့ဓာတ်ပုံတွေကို Rever Image နဲ့စစ်ဆေးကြည့်တဲ့အခါမှာဖော်ပြထားတဲ့တပ်ပုံဟာရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်မောင်းကျေးရွာနဲ့မီးချောင်းထိုးကျေးရွာကို2024ခုနှစ်အောက်တိုဘာလ30ရက်နေ့ကစစ်တပ်ကဘုံကျဲချလို့ပြည်သူတွေတေဆုံးခဲ့စဉ်ကတပ်ပုံဖြစ်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့် ဖြန့်ဝေနေတဲ့တပ်ပုံဟာ2024ခုနှစ်အောက်တိုဘာလ30ရက်နေ့ကစစ်တပ်ကြောင့်တောင်ကုန်းမြို့နယ်မောင်းကျေးရွာကပြည်သူတွေတိုက်ဆုံခဲ့ရတဲ့တပ်ပုံဖြစ်ပြီးဒေသတွင်းသတင်းဌာနတွေမှာဖော်ပြထားပါဗျ။ဒါကြောင့်အမ်းမြို့မှာအေအေအဖွဲ့ကလက်နက်ကြီးနဲ့ပစ်လို့ကလေးတွေနဲ့အမျိုးသမီးတွေတိုက်ဆုံနေဆိုပြီးဖြန့်ဝေနေတာဟာတပ်ပုံအဟောင်းကိုအသုံးပြုပြီးပြုပြင်ဖန်တီးရေးသားထားတဲ့သတင်းအမှားသာဖြစ်ပါဗျ။ ARF Bami Page ဟာရခိုင်တပ်တော် AA နဲ့ဆက်ဆက်တဲ့အမုံစကားနဲ့သတင်းတုသတင်းအမှားတွေကိုအဓိကထားဖြန့်ဝေနေတဲ့စစ်အုပ်စုထောက်ခံတဲ့ဝါရဖြန့် page ဖြစ်တာကို DVB ဖတ်ချက်အနေနဲ့စစ်ဆေးပေးခဲ့ပြီးဖြစ်ပါတယ်။လက်တလုံးမှာလည်းအဲ့ဒီ page ဟာရခိုင်တပ်တော် AA နဲ့ဆက်ဆက်တဲ့သတင်းတုသတင်းအမှားတွေကိုရွေကျက်ရှိရှိဆက်လက်ဖြန့်ဝေနေစေဖြစ်တာမို့လို့ social media သုံးစွဲသူတွေအနေနဲ့သတိထားဖို့နဲ့ page ကို report လုပ်ဖို့ရှောင်ကြဉ်ကြဖို့အကြံပြုလိုပါတယ်။ င်းစင်နဲ့အမျှပြောင်းလဲနေတဲ့ခေတ်စည်းတဲ့မှာအွန်လိုင်းသုံးဆွဲသူတွေအနေနဲ့တက်ဆင့်စကားနဲ့ကြားရတဲ့သတင်းတွေအင်တာနက်ပေါ်ကတွေ့ရတဲ့သတင်းတွေကိုမှန်လားမှားလားဆိုတာကိုယ်တိုင်စဉ်းစားဆုံးဖြတ်ကြမယ့်အချိန်ဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေအချက်လက်အမှန်မှားစစ်ဆေးမှုတွေကိုလက်မလွတ်တမ်းသိနိုင်ဖို့အတွက် DPP Fact Check Telegram Channel ကို join ထားကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်။အားလုံးပဲ online တက်ရင် Fact Check ကြပါလို့သတင်းစကားပိုင်းနဲ့ DPP Fact Check အစီအစဉ်ကိုထပ်မံတင်ဆက်ပေးသွားပါဦးမယ်။